ုတင်ဆက်ပေးမယ့်သတင်းကတော့ match လ12ရက်နဲ့14ရက်များကိုအများပြည်သူရုံးပရဲ့ပြည်ထောင်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်။2025ခုနှစ် match လ12ရက်နေ့နဲ့14ရက်နေ့များကိုအများပြည်သူအလုံးပရဲ့အဖြစ်နဲ့ကြေညာထားပြီးတော့တစ်ဆက်တည်းပိတ်ထားခဲ့ကြရမြားအတွက်စနေနေ့တရက်မှာပြန်စားထုတ်ဖို့တက်မှတ်ပြီးတော့တက်ဆက်ရတာလေးထုတ်ပြန်ထားရလို့သိရပါဗျာ။ အများပြည်သူနဲ့နိုင်ငံဝန်ထမ်းများခီးသွားလာမှုလည်းကုစည်ရန်နဲ့ရရှိအင်ထားရပိုက်ဖြစ်နိုင်စေဖို့အတွက်2024ခုနှစ်ဒီဇင်ဘာလနဲ့2025ခုနှစ်ပြက်ကြိန်နှစ်အတွင်းအစိုးရရုံပယံနဲ့အများပြည်သူအလုပ်ပယံများအဖြစ်2024ခုနှစ်ဒီဇင်ဘာ28ရက်စနေနေ့29ရက်သတင်းဝန်နေ့နေ့30ရက်ကိနှစ်တကူနေ့နဲ့2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့လိုကြားမှာရှိတဲ့2024ခုနှစ်ဒီဇင်ဘာလ31ရက်ရုံပယံ9ရက်အဖြစ်နဲ့တက်မှတ်ထားရလို့သိရပါတယ်။ အလာဒူ2025ခုနှစ်မတ်လ13ရက်တပေါင်းလာပြည်နေ့15ရက်စနေနေ့နဲ့ဆက်ရှောက်ရက်တနင်္ဂနွေနေ့တို့ကြားမှာရှိတဲ့မတ်လ14ရက်နေ့တပေါင်းလာပြည်ရဲ့ရှိတရက်ဖြစ်တဲ့မတ်လ12ရက်နေ့ရုံပရက်9ရက်ဖြစ်၎င်း2025ခုနှစ်နိုဝင်ဘာလ1ရက်စနေနေ့2ရက်တနင်္ဂနွေနေ့နဲ့4ရက်တစောင်းမလာပြည်နေ့တို့ကြားမှာရှိတဲ့နိုဝင်ဘာလ3ရက်ရုံပရက်4ရက်ဖြစ်၎င်း 2025ခုနှစ်ဒီဇင်ဘာလ25ရက်ခရစ်စမတ်နေ့29ရက်စနေနေ့နဲ့28ရက်တနင်္ဂနွေနေ့လို့ကြားမှရှိတဲ့ဒီဇင်ဘာလ26ရက်ရုံးပိတ်ရက်၄ရက်ဖြစ်လည်းကောက်သတ်မှတ်ထားပါတယ်။ အထက်ပါပရဲ့ရှိပြည့်တမှတ်ပေးတဲ့ရုံပရဲ့ရှိများရဲ့ရှိလာမဲ့အနီးဆုံးစနေနေ့ရက်စီကိုအစားတို့ရုံရက်ရများပြည့်တမှတ်မှာဖြစ်ပြီးပထမရုံပရဲ့9ရက်အတွက်2025ခုနှစ်ဇန်နဝါရီလ4ရက်စနေနေ့ဟာအစားတို့ရုံရက်ဖြစ်တော်လဲ၎င်းနေ့ဟာလွတ်လပ်ရေးနေ့ဖြစ်တာကြောင့်ဇန်နဝါရီလ17ရက်စနေနေ့ဒုတိယရုံပရဲ့ရှိအတွက်မတ်လ22ရက်စနေနေ့နဲ့မတ်လ29ရက်စနေနေ့ တတိယရုံပရက်ရှိအတွက်တော့နိုဝင်ဘာလ၈ရက်စနေနေ့စတုတ္ထရုံပရက်ရှိအတွက်တော့2026ခုနှစ်ဇန်နဝါရီလ3ရက်စနေနေ့တို့ကိုအစားထိုးကြုံတရရများအပြစ်တက်မှာဖြစ်တယ်လို့သက်ဆိုင်ရာထုတ်ပြန်ထားတယ်လို့သိရပါရဲ့ရှင်ဒီတရုံတော့မြတ်တူတူကပြပူလာပါဘာ